ဒုက္ခကိုဘာနဲ့လွတ်မြောက်မလဲဒုက္ခဆိုတာကိုဘာနဲ့လွတ်မြောက်မလဲဒုမီဒီနေရာမှာဒုက္ခဆိုတာဘာလို့ကိုပြောတာလဲဆိုရင်လူတွေကဒုက္ခဆိုလို့ရှိရင်စာရမဲမဲတာဝမဲမဲဒုက္ခအစင်မပြေတာဒုက္ခသာသမိတွေပြောမကောင်းတာဒုက္ခခေါင်းကိုက်တာနော်နေမကောင်းတာဒုက္ခဒီလောက်ပဲဒုက္ခလို့ထင်ကြတာဒီနေရာမှာဒုက္ခလို့ဆိုတာဘာကိုပြောလို့တာတော့ဆိုဥပါဒါနဲ့ခန္ဓာ၅ပါးဟာဒုက္ခပဲလေ ကိုရထားတဲ့ခန္ဓာကိုယ်ကြီးကိုရထားတဲ့ဘဝကြီးကိုဒုက္ခကြီးလို့ပြောမှာ။မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတာရှိတယ်။ယောဘိခွေရူပတ္တဥပ္ပါရောဒုက္ခတေသောဥပ္ပါရော။ယုတ်တရားရလာတာဟာဒုက္ခရလာတာပဲ။ယုတ်တရားဖြစ်ပေါ်လာတာဒုက္ခ။ဆိုလိုတာကကြည့်နေ။ငါမျက်စိရလာတာဘာလို့ဒုက္ခရလာတာ။နားရတာဒုက္ခရ။ဘောဘူးလားတော်ကြမျက်စိနားတယ်ဆရာဝန်သွားပြမယ်မျက်စိချိန်တယ်။မျက်စိကန်းတယ်မျက်စိပြတ်တယ်အဆုံးဖြစ်တာပဲလေ။ဒုက္ခလေ။ နားရတာနှာခေါင်းရတာဒါတွေကဒုက္ခဝေဒနာဆိုတဲ့ခံစားချက်ရလာတာသိညာဆိုတဲ့စိတ်ရဲ့မအသားချက်တွေရလာတာသင်္ခါရဆိုတဲ့ဒီစိတ်နဲ့မိတွေ့ပြီးတော့ဖြစ်တဲ့သဘာဝတရားတွေရလာတာဝိညာဏဆိုတဲ့စိတ်အသိစိတ်ရလာဆိုလိုတာခန္ဓာ၅ပါးရလာတာဒုက္ခရလာတာလို့သူတို့ဆိုတယ်အဲ့ဒီရလာတဲ့ခန္ဓာဆိုတဲ့ဒုက္ခကြီးကိုဘာနဲ့ဖြတ်ကျော်မလဲဘာနဲ့အဆုံးသတ် တပည့်ဆက်ကြမှာလဲမြတ်စွာဘုရားဟောထားတယ်လေတန်ခိတ်တေနပိစုပါဒနဲ့ခန္ဓာဒုက္ခလေအချင်းချုပ်လိုက်လို့ရှိရင်ခန္ဓာ၅ပါးဟာဒုက္ခပဲဥပါဒနဲ့ခန္ဓာ၅ပါးဟာဒုက္ခလို့ပြောထားတယ်အဲ့ဒီဒုက္ခကိုဘာနဲ့လွန်မြောက်စေရမလဲဘာနဲ့မှလွန်မြောက်နိုင်တယ်လို့ဆိုမြတ်စွာဘုရားအဖြေတယ်ဝီရိယနဲ့ဒုက္ခမစ္စိတေမင်းကြိုးစားမှဒီဒုက္ခကလွန်မြောက်မှာလေမကြိုးစားရင်ဒါဖြင့်ကြိုးစားရဲဆိုတာဘာလို့ရမလဲသမဗုဒ္ဓံတရား၄ပါးမှာဟောထားတဲ့အတိုင်းပဲ အကုသိုလ်တွေမဖြစ်အောင်စုပ်ပိတ်ရမယ်ဖြစ်လာတဲ့အကုသိုလ်တွေကိုဖယ်ရှားပစ်ဖို့ကြိုးစားရမယ်ဟောစုပ်ပိတ်ဖို့ကြိုးစားတာစုပ်ပိတ်လို့မနိုင်ရင်ဖယ်ရှားဖို့ကြိုးစားတာကုသိုလ်နဲ့ပတ်သက်လာလို့ရှင်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်ဖို့ကြိုးစားတယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပေါင်းအောင်ကြိုးစားတယ်အဲ့ဒီ၄ဘက်၄ဌာန်ကကြိုးစားရမယ်လို့ဒီလိုဆိုတာနော်ဝိရိယဆိုတာ၄ဘက်၄ဌာန်တခြားကြိုးစားတာကိုပြောတာမဟုတ်ဘူးဒုက္ခတွေလွန်မြောက်ခြင်းလို့ရှင်ဒုက္ခကိုဘယ်သူကပေးနေတာတုံးလို့မေးလို့ရှင် ကိလေသာတွေက ိုသစ္စာလေးပါးနဲ့ပြောမယ်ဆိုရင်တဏှာကပေးတာတဏှာလို့ဆိုဒီမှာခေါင်းတက်ထားတာသာရှိတယ်။အဝိဇ္ဇာလည်းပါတယ်၊တပြည့်ဟာလေးလည်းပါတယ်။အကုသိုလ်တွေကုန်ပါတယ်လို့။ပရိစ္ဆန်သမုပ္ပါဒ်ကြီးတစ်ခုလုံးအကြောင်းတရားတွေမှန်သမျှဒုက္ခသမုဒိယအကြည့်ပဲလို့ဒီလိုမှတ်ရအောင်။အဲ့တော့ဒီအကုသိုလ်တရားမှန်သမျှသည်ကံတရားကိုကိလေသာမှန်သမျှသည်ကံနဲ့ကိလေသာပေါင်းစပ်ထား။ကံနဲ့ကိလေသာဒီနှစ်ခုမှာကိလေသာကိုဖယ်လိုက်တာနဲ့ကံဆိုတာကျုပ်ပြေးလို့မရဘူး။ ကံတဲ့ကိလေသာပေါင်းစပ်မှအကျိုးတစ်ခုဖြစ်တယ်ဆိုတာပရိစ္ဆေသောဘမှာရှင်းရှင်းလေးဟောထားတာလေအဝိဇ္ဇာနဲ့သင်္ခါရကအဝိဇ္ဇာကကိလေသာသင်္ခါရကကံဟောသင်္ခါရနဲ့ကံနဲ့ကိလေသာနှစ်ခုပေါင်းစပ်ပြီးတော့ဝိညာဏဆိုတဲ့အကျိုးတစ်ခုထုတ်တာနောက်ပိုင်းမှာလည်းကြည့်လိုက်တဏပိစယဥပါဒနာဥပါဒနာပိစယဘဝလို့ဆိုရတဲ့မယ်နော်ဘဝပိစယဇာတိလို့ဆိုရတဲ့မယ်တဏတို့ဥပါဒံတို့ကခိရိတာ ဘဝဆိုတာကမ္မဘဝဟောဇာတိဆိုတဲ့အကျိုးထုတ်တာကံနဲ့ကိလေသာပေါင်းထုတ်တာကြီးဒါကြောင့်မလို့ဝေသုံးဝပြောတဲ့အခါမှာကိလေသာကိုကမ္မဝဝိပါကပေါ်လို့အဲ့တော့ဒါလေးကရှင်းရှင်းလေးစဉ်းစားကြည့်မယ်ဆိုရင်ကိလေသာဝဆိုတာလိုချင်တာလိုချင်တော့ဘာလုပ်တော့လှုပ်တာလှုပ်တာကကမ္မဝလိုချင်တာကကိလေသာဝရတာဝိပါကဝဟောလောကလူတွေဒီဆက်ဟာလဲနေတာပဲလေဝတ္တဆိုတာလဲတာကိုပြောတာ အေးတချို့ကတော့ဝတ်လဲလိုက်ပဲဝတ်လဲလိုက်ပဲသူ့လှုပ်တော့ကို့ပြန်ပြီးဖြစ်တာကိုဝတ်လဲတာလို့ထင်တယ်မဟုတ်ဘူးဝတ်ကလဲနေတာပဲခုလေနော်ဘာတွေလဲနေတာတော့ဆိုရင်ကိလေသာလိုချင်လို့လှုပ်တယ်လှုပ်တော့ရတယ်ရတော့လိုချင်တယ်လိုချင်တော့လှုပ်ပြန်တယ်လှုပ်ပြန်တော့ရပြန်တယ်ဟောတာလဲနေတာဒီလိုဆိုလို့လေအเจ้าနဲ့အချိုးနဲ့လက်ပတ်အဲ့တော့ဖြတ်ချင်ရင်မဖြတ်မှာတော့ဆိုလိုချင်တာကိုဖြတ်ကိလေသာကိုဖြတ်မယ်လို့ဆိုလို့လေ အဲကိလေသာပယ်လိုက်လို့ကိလေသာချုပ်သွားလို့ရှိရင်ကိလေသာနေရောတွေကမ္မနေရောတော့တယ်ကိလေသာချုပ်သွားရင်ကံချုပ်တယ်ကိလေသာမချုပ်တဲ့မြတ်ကံမချုပ်ဘူးကြည့်လေအဝိဇ္ဇာပစ္စယသင်္ခါရလို့ဟောတာအဝိဇ္ဇာပစ္စယဝိညာဏလို့တိုက်ရိုက်မဟုတ်ဘူးမြတ်စွာဘုရားအဝိဇ္ဇာပစ္စယဆိုတာကိလေသာကိလေသာကြောင့်ဘာဖြစ်လဲသင်္ခါရကံဖြစ်တယ်ကံကြောင့်ဘာဖြစ်လဲဆိုသင်္ခါရပစ္စယဝိညာဏဟောကိလေသာနဲ့ကံပန်းထုတ်ဒီလိုဆုလို့တယ်နော်အဲ့လိုဆုလို့တာအဲ့ဒါကြောင့်မလို့ ကိလေသာကိုပယ်ဖို့ကြိုးစားတာကိုဝိရိယလို့ခေါ်တယ်။ကိလေသာတွေပယ်မှဒီဒုက္ခဆိုတဲ့ခန္ဓာငါးပါးကိုကျော်လွှားနိုင်မှာတဲ့။အဲ့ဒါကိုပြောတာဝိရိယနဲ့ဒုက္ခမစ်စေတီမဂ်ရှင်ပါတဲ့မှာဆိုရင်တမဝါယမအောင်ဆုံးလို့တယ်ပေါ့။တမဝါယမနဲ့ဒုက္ခကိုကျော်လွှားနိုင်တယ်တဲ့။